ကျွန်တော်ကလေနေတိုင်းတရခိုင်တော့တိုးတက်နေမယ်ဆိုရင်တနစ်ကြတဲ့အချိန်မှာ38စားတိတိုးလာမယ်ဆိုတာကိုမိတ်ဆွေကြားမှုမှာပါအကယ်လို့ကျွန်တော်တို့ကဒါဒီတရခိုင်တော့နေတိုင်းမကောင်းတဲ့နေရာမှာတွားလုံးမိနေမယ်ဆိုရင်ရောဘာဖြစ်သွားမလဲပေါ့နော်ဒီ1မိနစ်စာလောက်ပဲရှိမဲ့ဗီဒီယိုလေးကခင်ဗျားနေ့စဉ်ဘဝဖြစ်တဲ့နေထိုင်မှုပုံစံမြင်တဲ့ရှုထောင့်တွေပြောင်းလဲသွားလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ကျွန်တော်တို့ရဲ့ဘဝကိုတကယ်ဖျက်ဆီးသွားနိုင်တဲ့အရာတွေကလေဘယ်လိုမျိုးကြီးကြီးမားမားအရာကြီးတွေတခုတည်းပဲမဟုတ်ပဲနဲ့တကယ်တမ်းကျတော့ကိုယ့်ဘဝကိုရှုပ်ထွေးသွားအောင်လုပ်နိုင်တဲ့အရာတွေကကိုယ်ရဲ့နေ့စဉ်ဘဝမှာ တတိမထားမိပဲနဲ့တတိမမွားလုံနေတဲ့ကိစ္စလေးတွေပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ဟိုတလောကဒီ atomic habit စာအုပ်ဖတ်ရင်းနေပေါ့နော်ဒီ1% compound effect အကြောင်းကိုတွေ့ခဲ့တယ်အဲသူပြောတဲ့ idea ကတော့ကျွန်တော်ကဒီတရားရင်တော့နေတိုင်းတိုးတက်နေမယ်ဆိုရင်ဒီတစ်နှစ်ကြာတဲ့ချိန်မှာ38ရာခိုင်နှုန်းတိုးတက်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီပြောင်းပြန်ပြန်လဲကြည့်မယ်ဆိုရင်ရောကျွန်တော်ကဒီမကောင်းတဲ့နေရာလေးမှာဒါနေတိုင်းတရားခိုင်နှုန်းတွားပြီးတော့မှလုံမိနေမယ်ဆိုရင်ဘလောက်ထိကိုယ့်ရဲ့ဘဝမှာမကောင်းတဲ့နေရာတွေကိုစာဘွားတွေဘလောက်ထိတောင်တိုးပေးနေတယ်လဲပေါ့နော်အဲ့ဒီအချက်ကလည်းကျွန်တော်ကိုတော်တော်ထိစေခဲ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင် ျွန်တော်ကလေဟိုးအရှင်ကလေးကနေမလိုအပ်တဲ့စိတ်ဖြစ်စည်းမှုတွေ stress တွေကိုအပြင်းအလာရဲ့ဥစ္စာတွေကိုလည်းကျွန်တော်က plain တည်လာတတ်တယ်ပေါ့နော်။ဒါကြီးကိုကြည့်လိုက်မယ်ဆိုရင်လေအပေါ်ရန်နေ့စဉ်ပုံမှန်ခံစားချက်ပါပဲပေါ့နော်။ဒါပေမဲ့ကျွန်တော်မတိလိုက်တာကလေဒီအိုက်တတိလေးပဲဆိုရဲကျွန်တော်ထင်တဲ့အရာလေးကနေ့စဉ်ပုံမှန်ကျွန်တော်အဲ့လိုစိတ်ဖြစ်စည်းမှုတွေဖြစ်လာတဲ့အချိန်မှာကြာလာတဲ့အချိန်မှာပေါ့နော်။သူကဒီပိုဆိုးတဲ့ပြဿနာတစ်ခုကြီးဖြစ်လာတယ်။ဆိုတော့ဘာဖြစ်သွားလဲဆိုရင်ကျွန်တော်လေဒီရုပ်ပိုင်းဆိုင်ရာအောင်စိတ်ပိုင်းဆိုင်ရာမှာတော်တော်လေးပြဿနာဖြစ်သွားတယ်။ဘယ်လိုလဲဆိုရင်ကျွန်တော်ဒီအပြင်သွားတဲ့အချိန်မှာပုံမှန်တိုင်းထိုင်နေရပဲဖြစ်ဖြစ်ဘာပဲလို့ ို့ပေါ့နော်မတိမတာလေးလေဒီခန္ဓာကိုယ်က relax မလုပ်နိုင်ပဲနဲ့အကြောတွေတင်းနေပဲဖြောင်းမလားမသိဘူးကျွန်တော်ဒီဇက်ကြောတွေနေရွက်တွေမျက်နှာတွေဒီမျက်လုံးတွေနားမှာပါကျွန်တော်ဒီမလွယ်ပဲနဲ့တွားပြောမှတင်းပြီးနေရယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲကျွန်တော်ကဒီပုံမှန်ဆိုရင်ဘာမှတော့မလွတ်ရသေးပဲနဲ့ဒီနည်းနည်းလေးထိုင်လိုက်တာနဲ့ဇက်ကြောတွေကုတ်တွေတအားနာတာတက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲကျွန်တော်ဒီပုံမှန်လူတဲ့ဆိုင် energy draining နဲ့အရှမ်းဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာအနေနဲ့ပြောမယ်ဆိုရင်လည်းကျွန်တော်ကစိတ်ကလေ relax မလုပ်နိုင်တဲ့ချိန်ကြတော့ဒီတောင်းတောင်းနည်းနည်းလေးဝင်လာရယ်ဆိုရင် frustration ဖြစ်ရတာလည်းလွယ်တယ်ဒေါသထွက်ရတာလည်းလွယ် ွယ်တယ်ဆိုတော့ကျွန်တော်အဲ့အရှင်တော့တတိလေးဆိုပြီးတော့မှထင်ခဲ့တဲ့အရာတွေကပေါ့နော်အချင်းကြလာတဲ့အများကျွန်တော်ရဲ့ဘဝမှာမတိမတားလေးနဲ့ပြဿနာကြီးအများကြီးကိုပေးခဲ့တယ်ပေါ့နော်ကျွန်တော်လည်းမပြည့်ပြည့်စုံသေးပါဘူးဒါပေမဲ့ကျွန်တော်ဒီလိုသွေးမိရင်လည်းအခုကြည့်နေကြတဲ့လူတွေထဲမှာကျွန်တော်လူမျိုးနေစဉ်ဘဝမှာတရားခိုင်လုံးတတိလေးရနေပဲကိုယ်အတွက်အကျိုးရုပ်စိန်မဲ့ကိစ္စတွေနေစဉ်လုံးမိနေတယ်ဆိုရင်ပြဿနာအကြီးမဖြစ်လာခင်မှာတူပြီးတော့မှတုံတက်လို့ရအောင်ကျွန်တော် sharing လုပ်တာပဲဖြစ်ပါရဲ့ပေါ့နော်ဒီချက်ကလည်းကျွန်တော်တို့ဒီအပြင်ပိုင်းလက်တွေ့လှုပ်ဆောင်နေရတဲ့ကိစ္စတွေပဲမဟုတ်ပါဘူးပေါ့နော်ကျွန်တော်တို့ဒီနေ့စဉ်ကျွန်တော်တို့သွေး နေတဲ့အတွေးတွေလူတွေပေါ်မြင်နေတဲ့အမြင်တွေခံစားချက်တွေလောကယုံမြင်တဲ့အမြင်တွေပေါ့နော်ဒီအရာတွေအလုံးပေါင်းဝင်ပါတယ်အခုကြည့်နေကြရင်လည်းတစုံတရာတစ်ခုကိုတွေးမိနေမယ်လို့ကျွန်တော်ထင်ပါတယ်ဘာတွေများတွေးမိနေတယ်လဲဘလို့အတွေးတွေထွက်လာတယ်ဆိုတဲ့ဥစ္စာကို comment မှာတစ်ချက် share နဲ့လုပ်ခဲ့ပေးပါဦး